ားတင်တဲ့လူမျိုးတွေကိုငါတို့ကတနာမိပြီးတော့မှလက်မခံတင်တဲ့လူတွေကိုလက်ခံပြီးတဲ့အဖြစ်တွေအခုငါတို့ခံစားနေရတာဟောရခိုင်လူမျိုးတွေနဲ့ရိုဟင်ဂျာလူမျိုးတွေပြဿနာတက်အောင်เนาะ ခင်ဗျားတို့အားလုံးမင်္ဂလာပါမိုးချန်နယ်လေးရန်ကြိုဆိုလိုက်ပါတယ်မိုးခုတစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးတော့ဒီဗီဒီယိုလေးပေါ့နော်ဗီဒီယိုတက်မှာဆိုလို့ရှိရင်နော်ဒီဘင်ကလီတက်ကနေပြီးတော့ရက်ခိုင်မှာကိုပိုင်နေတောင်းလို့ပေါ့နော်ဖုံးကြီးကနေပြီးတော့ပွဲကျန်းနေရပဲဖြစ်ပါတယ်ဗီဒီယိုတက်မှာဆိုလို့ရှိရင်နော်ပြည့်စုံပိုင်ပေါ့နော်တော်တော်လေးမှာတရားလုံနေပေါ့နော်ကြည့်တယ်မျိုးလေဗီဒီယိုလေးကိုစောင့်ကြည့်လက်ပတ်ကြည့်ရှုပေးမှုကပါရှိဒါဆိုရင်နော်ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ဒီစကားတွေကိုသင်ငန်းဝင်းနဲ့ပြောရတာနည်းနည်းတော့အားနာပါတယ်နော်ဒါပေမဲ့လည်းအစောပိုင်းကတော့လူထွက်ပြီးမှပြောမလို့ပေါ့ စဉ်းစားထားတာဒါပေမဲ့မအောင်နိုင်တော့လို့သင်္ကန်းဝင်နေပဲပြောတော့မယ်ဟုတ်ပြီလားအခုအရန်စုစုပူပူဖြစ်နေတဲ့ကိစ္စဟလာငါတို့ဥခေါ်တော့ဘင်္ဂလီပေါ့သူတို့ကတော့သူမကိုသူတို့ရွန်ဂျာဆိုပြီးမှပြောနေတဲ့လူမျိုးစုတစုပေါ့နော်လိုင်းပေါ်မှာတယ်ဟလာတို့တိုင်းရင်းသားအလံတွေကြားထဲမှာအတင်းကိုရွင်ကြအလံကြီးထည့်ပြမှာရွင်ကြသားရွင်ကြသားဆိုပြမှာတင်နေတာမောက်စိတ်တွေလည်းမနေမတော့တွေ့နေရတယ်เนาะဒီကိစ္စကြီးကဒါတော်တော်ဆိုးဆိုးဝါးဖြစ်နေတဲ့ကိစ္စကြီးเนาะလုံးဝနေเนาะ မင်းချင်တာကမင်းကနေအေးချမ်းချမ်းကိုမနေချင်ကြဘူးနော်အများရဲစုစုဘူးပဲမင်းတို့မဟုတ်စိတ်တရားနော်ရောက်လျာရက်ကိုငါပြောမယ်ဒီရဲ့ကိစ္စကမင်းတို့ဒီဘင်္ဂလားဒေ့ရှ်ကနေစတဲ့ကိစ္စနော်အပြစ်ကတော့ငါတို့ငါတို့ငါတို့ရှိတာနော်မင်းတို့ဘင်္ဂလားဒေ့ရှ်ကငါတို့ချမ်းပြည်နယ်လောက်တော့မှမကြီးတဲ့ area မှာလူရေပေါင်းတန်း180လောက်မင်းတို့ကနေမွေးတယ်မင်းတို့အားရရတိုင်းမွေးတယ်နော်အားရရတိုင်းကလေးမွေးနေတယ်နော်ဂျာလာတော့မင်းတို့မှနေစရာမြေမရှိတော့လောက်ကန်စားသွားတာလေခက်ခဲတော့ ငါတို့ရခိုင်ပြည်ဘက်ကိုလာလောက်စားတယ်ဒါတမိုင်းမှာဒါအတိအကျပဲเนาะလာလောက်စားတယ်မင်းတို့ကနေခလာလာလောက်စားတော့ဒီဘက်မှာရေခံမြေခံလဲကောင်းတယ်လူဦးရေလဲနဲတယ်ဆိုတော့မင်းတို့တွေလောက်ကစားတော့တယ်အဲ့ဒါကိုငါတို့တွေကအော်တို့တို့လောက်စားပါစေဆိုတဲ့စိတ်နဲ့ငါတို့ကတနာမိတာအလားငါတို့ရဲ့အပြစ်မတနာတဲ့လူမျိုးတွေကိုငါတို့ကတနာမိပြီးတော့မှလက်မခံတဲ့လူတွေကိုလက်ခံပြီးတဲ့အပြစ်တွေအခုငါတို့ခံစားနေရတာ နော်ဒါရှင်းရှင်းလင်းလင်းပဲမင်းတို့ကမင်းတို့ဘယ်ခစ်လက်ထက်ကလေးရပဲလာပြီးတော့ပဲနင်းနေတမိုင်းအစင်အဆက်မှာမင်းတို့ကတိုင်းသားစင်ဝင်နေဆိုတော့အထောက်ထားတစ်ခုမှမရှိဘူးဟုတ်ပြီနော်ပြီးရင်ငါတို့နိုင်ငံထဲမှာတိုင်းသားလူမျိုးတွေရှိတယ်နော်ကရှင်ကယားကရင်ရှင်မွန်ပမာရခိုင်ရှင်မင်းတို့လူမျိုးရွင်ကြပါဘူးတိုင်းသားပါဆိုတော့လက်ခံတဲ့လူမျိုးရှိတယ်ဆိုရင်ငါတို့ပြနော်ပြီးရင်နိုင်ငံအစင်ဆက် ခေါင်းဆောင်ခဲ့တဲ့ခေါင်းဆောင်တွေကမင်းတို့ဟာငါတို့မြန်မာနိုင်ငံရဲ့တိုင်းရင်းသားပါဆိုတာကိုလက်ခံခဲ့တဲ့ခေါင်းဆောင်ရှိတယ်ဆိုငါတို့ပြ။အဲဘယ်တော့မှလည်းဘသူမှလည်းလက်မခံဘူး။ဟိုးရင်တော့လည်းလက်မခံဘူးကွာ။မင်းအခုလည်းဘသူမှမင်းတို့လက်မခံဘူး။မင်းတို့နေချင်တယ်ဆိုရင်နေ။ငါတို့ရဲ့နိုင်ငံရဲ့ဥပဒေအောက်မှာမင်းတို့ပေါ့မင်းတို့အေးအေးချမ်းချမ်းနေ။ငါတို့နေခွင့်မေးတယ်။မင်းတို့လိုက်ပြီးအနိုင်ကျင့်နေရလည်းမဟုတ်ဘူး။ဟလာမင်းတို့ကလည်းဘယ်ဥပမာနဲ့တူလဲဆိုရင်ဟလာမိုးရွာနေလို့တနာလို့ဟလာ အင်းမီလို့မိုးလေးပေးခိုလိုက်တာဟလာအစောပိုင်းကတော့ခေါင်းလေးဝင်ခိုတယ်နောက်တော့တဘောလေးကောင်းမှန်းတိတော့ကိုလုံးဝင်လာတယ်နောက်တော့တကူလုံးဖြစ်သွားတယ်နောက်ထပ်ဆိုးတာငါတို့ကမောင်းထုတ်ပြီးမှမင်းတို့ကနောက်ကမြူသားစုတွေပါခေါ်ပြီးမင်းတို့ရဲ့အိမ်ပါဆိုပြီးမှမင်းတို့ကလှုပ်ဖို့စူးစမ်းနေတာတော်တော်အောက်တန်းကြတဲ့လောက်ရပေါ့နော်ဒါဒီစကားတွေကတင်ငန်းဝက်ကြီးနဲ့လေဟလာ အဦးစင်းတစ်ပါးအနေနဲ့လည်းဒါမှပြောချင်ဘူးဒါတော်တော်လေးကိုစိတ်ထိန်းထားတာเนาะနှမိုးဆိုရင်လူထွက်လူဝင်းနဲ့ဆိုမင်းတို့ငားထဲမှာကန်ထုတ်ပြီးမှပြောတယ်နော်ဒါတော်တော်လေးကိုကထိန်းတိန်ထိန်းထိန်းတိန်တိန်ဒါပြောနေတာလို့ဒါမှတ်ဟုတ်ပြီเนาะအဲ့တော့အထူးတစ်ပြည့်မှာရှင်တာကငါတို့ဒီမြမပြည်တွင်းမှာရှိနေတဲ့မုတ်စိတ်တွေကိုအဓိကမှာရှင်တယ်ကိုတောင်ဝန်တန်ခွတ်ကိုကိုအေးစေးရောက်เนาะကိုပလီကိုတက် နော်မင်းတို့မြို့တိုင်းမြို့တိုင်းမှာမင်းတို့လောလောလတ်ကိုးကွယ်ခွင့်ပေးထားတယ်ဗလီတွေဟုတ်ပြီနော်မင်းတို့မင်းတို့ဖះเจ้าတက်မင်းတို့ညနေပိုင်းမင်းတို့ပလီမှာမင်းတို့ဘာလို့မင်းတို့ဝေးကြတာဘလို့ဘဒူးမှမင်းတို့နာကြီးပါတယ်ဆိုလို့မင်းတို့ဘဒူးမှလည်းမပြောဘူးမင်းတို့ရဲ့ကိုးကွယ်ရင်ကြီးမှုဘဒူးမှလည်းမစွတ်ဖက်ဘူးမင်းတို့လောလောလတ်လောက်နော်ဒါပေမဲ့စူးစူးဘူးဘူးတွေတိတ်လို့နဲ့ဒီရိုရင်ဂျာကိစ္စနဲ့ပတ်သက်ပြီးဘယ်တော့ကဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဥဆောင်လှုပ်ရှားသူတွေကအစားပါသေးတယ်မင်းတို့ကောင်းနေရတာနော်ကျေးဇူးတရားကိုတော်တော်မတိတက်တဲ့လူမျိုးတွေ ဒီလိုပဲပြောရှင်းတယ်တက်လားဒီညီမရေးဒီညီမနေတယ်ဒီရေကိုတောက်တယ်ဒီဒေတာမှကြီးပြင်းခဲ့ပြီးတော့မှအခုကျတော့ကျေးဇူးကမ်းတယ်ဟဟလားကျေးဇူးတရားကိုနားမလဲတဲ့လူမျိုးတွေနော်အဲ့တော့တိတ်ပြီးဆူဆူပူပူမလုံးချနဲ့နော်ဒါဒရီပေးရှင်းတယ်နော်နှမို့ဆိုရင်မင်းတို့မုတ်စိတ်ဆိုင်ုံဈေးမဝယ်ရဆိုတဲ့ခစ်ကိုပြန်ရောက်သွားချင်လားမင်းတို့ကြုံဘူးတယ်မလားဟမ်မုတ်စိတ်ဆိုင်ုံဈေးမဝယ်ရဆိုတဲ့ခစ်ကိုမင်းတို့ကြုံဘူးတယ်ဖြတ်တန်းဘူးတယ်မလား အေးအခုမင်းတို့တိတ်ပြီးစူးစူးပူပူလောက်တယ်ဆိုရင်မြို့တိုင်းမြို့တိုင်းမှာမင်းတို့မုတ်စိတ်တွေနော်ထမင်းတွေငတ်ကုန်မယ်နော်ကြားလားဒါလေးကိုပဲတတိပေးရှင်တယ်ကိုတောင်တန်ခွက်ကိုကိုအေးစေးရောင်းကိုကြက်သားကိုအေးစေးရောင်းပြီးကိုပလီကိုကိုအေးစေးစေးတက်နော်ဒီရဲ့ကိစ္စကမင်းတို့ကနေတိတ်ပြီးမှစူးစူးပူပူနဲ့ဝင်မဆွတ်ဖက်ကြနဲ့ ဟုတ်ပြီလားဒါနိုင်ငံမှာတာဝန်ရှိနေတဲ့လူတွေသူပါသူတို့ဆုံးဖြတ်လိမ့်မယ်နော်အစင်ဆက်မှာလည်းမင်းဘယ်တော့မှမပဲလက်မခံခဲ့ဘူးတဲ့လူမျိုးတစ်ခုကိုမင်းတို့အခုမှအတင်းပုံခေါ်ဖို့စူးစမ်းရင်မင်းတို့ကိုတံပြန်လာမယ့်ကိစ္စကလည်းတော်တော်ကြီးကြီးမားမားတွေဖြစ်သွားမယ်ဒါလောက်ပဲပြောရှင်းတယ်နော်ကိုကိုအေးစေးဒေါင်းတက်ခွက်ပဲအေးစေးရောင်းစားကြဟုတ်လားတင်ကြတယ်နေရပြန်လည်ဖို့အတွက်ဒီကနေ့ဘင်္ဂလားဒေ့ရှ်ကခံကန္နာ ေရဲ့အခန်းကဏ္ဍကုလသမဂ္ဂရဲ့အခန်းကဏ္ဍဆိုပြီးတော့အခန်းကဏ္ဍအေအာလုံးခင်ဗျားတို့ပြောနေကြတယ်တကယ်တော့ခင်ဗျားတို့ပြောနေတဲ့အထဲမှာတကယ်ဒုက္ခရောက်နေတဲ့ရူဟင်ဂျာဒုက္ခတွေဒီအတွက်ဆိုရဲအရာတွေမပေါ့နော် ခမားတို့ရဲ့အတ္တတွေခမားတို့ရဲ့မာနတွေအဲ့ဒီအကြောင်းတွေပဲပါတယ်အမှန်တကယ်ကကျွန်တော်စကားတခုပြပြမယ်ရိုဟင်ဂျာတွေကို လူသားချင်းစာနာတဲ့လူသားချင်းစာနာထောက်ထားပြီးတော့ရိုဟင်ဂျာတွေနေရပြန်လာဖို့လက်ခံမယ်ဆိုတဲ့စကားတွေဟာတကယ်တော့ခမားတို့ပြောနေတဲ့ပါဇက်တွေရှက်เสียကောင်းတယ် เนาะအမှန်တကယ်ကရိုဟင်ဂျာတွေနေရပြန်လဲလာတာကသူတို့နေရာထိုင်ခင်းကိုသူတို့ပြန်လာတာသူတို့မွေးဖွားရာသူတို့ရဲ့ဇာတိမြေသူတို့ရဲ့ဌာနေကိုသူတို့ပြန်လာတာတော့ပေါ့လားမလဲအဲတော့ပေါ့လားเนาะအဲ့ဒီကိစ္စတာကနာကျတော့နောက်မှပြောမှာဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတော့ သူတို့မြေပုံပေါ်မှာမထားတော့ဘင်္ဂလားဒေ့ရှ်အစိုးရဟာဒီရိုဟင်ဂျာတပ်တန်းကျော်ကိုသူတို့နေရပြန်ဖို့အတွက်ကိုသူတို့စီစဉ်နေပြီ။ဘာကြောင့်လဲဆိုတော့တစ်ချိန်လုံးကနော်ရှိတ်ဟာစီနာရဲ့လက်ထက်မှာရိုဟင်ဂျာတွေကိုဗန်းပြပြီးတော့တနိုင်ငံလုံးရှာစားပြီးတော့ဒီရိုဟင်ဂျာတွေကို ပြပြီးတော့ချမ်းသာတဲ့လူတွေကလည်းချမ်းသာသွားပြီเนาะတိုက်ဆောက်တဲ့လူတွေကလည်းတိုက်ဆောက်ပြီးသွားပြီတချို့ဆိုရင်တသက်စားမကုန်ဘူးဆယ်သက်တောင်စားမကုန်နဲ့စီးစိမ်ဥစ္စာတွေရပြီးသွားပြီဆိုလိုချင်တဲ့သဘောကရိုဟင်ဂျာတွေကိုဈေးပန်းခင်းတဲ့ခေတ်ကာလဟာပြီးသွားပြီเนาะအဲ့တော့ရိုဟင်ဂျာတွေအားလုံးအခုသူတို့နိုင်ငံထဲမှာလည်းမထားတော့ဘူးဒါနေရပြန်တော့မယ့်အချိန်ရောက်ပြီ ောင်းပြီနေရပြန်ဖို့အတွက်ကိုဘယ်လိုစီစဉ်တာလဲရိုဟင်ဂျာတွေနေရပြန်တဲ့အစီအစဉ်ခင်ဗျားတို့ဆွဲတက်လားဘင်္ဂလားဒေ့ရှ်အစိုးရရိုဟင်ဂျာတွေနေရပြန်တဲ့အစီအစဉ်ဆွဲထားလားကုလသမဂ္ဂ OIC ပါလို့နေတယ်ဘာမှလဲဟမ်ရိုဟင်ဂျာတွေနေရပြန်ဖို့အတွက်ကခင်ဗျားတို့စီစဉ်ရမှာကအဲ့လိုမဟုတ်ဘူး ခင်ဗျားတို့ရိုဟင်ဂျာတွေကိုနေရက်ဂုံတိတ်ခါရှိရှိမိမိနေရက်ကိုပြန်လည်ဖို့အတွက်ခင်ဗျားတို့လောက်တာမှာကရှင်းရှင်းလေးနော်ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ချက်နဲ့ခင်ဗျားတို့အာတူပီယူရမှာနော်ပြီးရင် UN ကစစ်တပ်ကိုခင်ဗျားတို့အဲ့ဒီနေရာမှာအရင်ဆုံးချတာနော်အမေရိကန်တွေတရုတ်တွေပါမယ်ဆိုရင်လည်းပြဿနာမရှိဘူး ဝင်ပါလို့ရတယ်เนาะအဲ့ဒါပြီးပြီဆိုတော့မှရိုဟင်ညာတွေကိုဟာနိုင်ငံတကာရဲ့အကူအညီနဲ့သူတို့ဘက်ကိုရွှေ့ရွှေ့ပြီးတော့ဟိုဘက်ကဒီဘက်ကဒုက္ခတွေစခန်းကိုဟိုဘက်ဒုက္ခတွေစခန်းသွားလို့လို့မရဘူးရိုဟင်ညာတွေရဲ့ဟာနေထိုင်ရေးစာဝတ်နေရေးဟာဖွံ့ဖြိုးတိုးတက်ရေးစီဝါရေးပညာရေးဘတ်ပေါင်းစုံကနေပြီးတော့ခင်ဗျားတို့ဖွံ့ဖြိုးတိုးတက်အောင်ကုလီပတ်ဖို့ပါ ဘင်္ဂလားဒေ့ရှ်နယ်မြေတဲကဒုက္ခတဲ့စခန်းကိုရခိုင်ပြည်နယ်ဘူးသီးတော် မောင်းတော်ကိုတွားပြီးတော့ပြန်လဲပို့ဆောင်တာဟာအဖြစ်မဟုတ်ဘူး။အဲဒါလို့ရှင်းလာမသိဘူးကျွန်တော်ပြောတာ။အခုလုံးနေတဲ့ပုံစံကအဲ့လိုမျိုးပုံစံ။နော်။အဲ့လိုပုံစံလေးအတွက်ကိုတော့ကုလသမဂ္ဂကအထွေထွေတွင်းရေးမှုချုပ်ကအေအေနဲ့တွားပြီးတော့စကားပြောမယ်။ခမရအေအေနဲ့စကားပြောလို့မရဘူး။နော်။ ဒီကနေ့လက်ရှိဘူးတီတော်မောင်းတော်မှာရှိတဲ့လူဝင်ကြလူငယ်တွေကျွန်တော်နဲ့အဆက်အသွယ်ရှိတယ်။သူတို့တွေကိုယ်တိုင်ကျွန်တော်ကိုအများကြီးပွင့်ပွင့်လင်းလင်းပြောပြီးပြီးအခြေအနေတွေအကုန်လုံးကျွန်တော်တို့ကမြင်ပြီးသားနော်။ဒါတော့အခြေအနေတွေအကုန်လုံးမြင်ပြီးသားကျွန်တော်တို့ဒီကိစ္စတွေကိုကျွန်တော်တို့ဘလို့မှစဉ်းစားပြီးပြီးမဖြစ်နိုင်ဘူး။နော်။အဲ့ပြောမယ်ဆိုရင်ရိုဟင်ဂျာတွေကိုခင်ဗျားတို့တက်ကွေးနဲ့ကိုခေါ်နေတာလားဟမ်ခင်ဗျားတို့ကျွန်တော်ပြောမယ် လိုရင်းကြရည်ဒီနော်ဟာလာစစ်တက်တုံးကလည်းဟာလာဒုက္ခရောက်ခဲ့တယ်အခုဒီအေမှာလည်းလိုရင်းကြရည်ကဒုက္ခရောက်ဖို့ပဲရှိတယ်ခင်ဗျားတို့ယုံယုံကြည်ကြည်နဲ့တော့ခင်ဗျားတို့သွားအပ်လို့မရဘူးအဲ့ရင်လည်းကြာရှည်မခံဘူးဘာကြောင့်လဲဆိုတော့ဒါကလူသားချင်းစာနာလို့ဘာလို့ဆိုပြီးတော့ဖိတ်ဖိတ်လောက်ပြီးတော့ခင်ဗျားတို့လက်ခံတာတကယ်တော့ဒီရခိုင်လူမျိုးတွေရဲ့နှလုံးသားထဲမှာ ဒီရိုဟင်ဂျာဆိုတာကိုလည်းလက်မခံသလိုရိုဟင်ဂျာဆိုတာကိုလည်းလူသားချင်းစာနာဖို့ပဲဘယ်တော့မှမဖြစ်နိုင်ဘူးကျွန်တော်ပြောတဲ့စကားကိုခင်ဗျားတို့ယုံနော်အဲ့တော့ရိုဟင်ဂျာနေရပြန်ဖို့အတွက်ဘယ်လိုစီစဉ်မလဲရိုဟင်ဂျာနေရပြန်ပြန်ခြင်းနဲ့ဆိုလို့ရှိရင်နော်ခင်ဗျားတို့ကုလသမဂ္ဂလုံခြုံရေးတပ်ကိုချပါနော်ပြီးမှရိုဟင်ဂျာတွေအတွက်လုံခြုံပြီဆိုတော့ပါအဲ့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့မှာ လိုဟင်ဂျာတွေကိုဟလာတင်မော်တွေနဲ့ရွှေ့ပါပြီးရင်သူတို့တွေကိုဟလာစီးပွားရေးလူမှုရေးချက်ပါရေးစသည့်အဖြစ်သူတို့ဖွံ့ဖြိုးတိုးတက်ရေးခန္ဓာတွေပါခင်ဗျားတို့နိုင်ငံတကာကူညီပေးပါဒီအချိန်မှာ OIC စကားပြောဖို့လိုအပ်တယ်เนาะကုလသမဂ္ဂစကားပြောဖို့လိုအပ်တယ်လူဟင်ကြာရီနေရက်ပြန်ရီကိစ္စနဲ့ပတ်သက်ပြီးတော့ဂုံတိတ်ခါရှိရှိခင်ဗျားတို့ဆောင်ရွက်ပါเนาะဒီစကားကို ရိုဟင်ဂျာခေါင်းဆောင်တွေအနေနဲ့เนาะကျွန်တော်ဘာမှမဟုတ်ပါဘူးအကြံပေးတာခင်ဗျားတို့ကျွန်တော်ရဲ့အကြံခင်ဗျားတို့အတွက်တကောင်းတနေရမှာအတုံးချလို့ရတယ်ဆိုရင်လည်းအဟမ်ဒူလီလာကျွန်တော်ခင်ဗျားတို့ကိုဆရာလောက်တာမဟုတ်ဘူးခင်ဗျားတို့ကကျွန်တော်တက်ပို့ပြီးတော်တယ်ခင်ဗျားတို့ကျွန်တော်တက်ပို့ပြီးတက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိမြင်နေရတဲ့သတင်းတွေနဲ့အခြေအနေပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်ဒါဒီကိစ္စဟာဟိုလက်လွတ်စပယ်လောက်နေတဲ့ပုံစံမျိုး ရိုဟင်ဂျာတွေအတလို့ကြီးဒီဘက်ရခိုင်ပြည်နယ်ကိုရောက်လာယုံနဲ့ဒီရိုဟင်ဂျာတွေရဲ့ပြဿနာပြီးသွားတာမဟုတ်ဘူးเนาะဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ရိုဟင်ဂျာဒုက္ခသည်စခန်းကိုဒီဘက်ကိုပြောင်းလိုက်ယုံနဲ့ရိုဟင်ဂျာတွေရဲ့အခြေအနေကောင်းသွားတာမဟုတ်ပါဘူးအဲ့ဒါအဲ့ဒါအဖြေမဟုတ်เนาะအဖြေကခင်ဗျားတို့ဒီနေရာကိုရတဲ့ပြဿနာမရှိဘူးခင်ဗျားတို့ဒီနေရာမှာအာရိုဟင်ဂျာတွေအတွက်ပါကိုယ်ပိုင်နေမြေမတောင်းစရာမလိုဘူး ဒါပေမဲ့ခင်ဗျားတို့ရဲ့ထိမ့်သိမ့်ကြီးရှုမှုအသေးသားတစ်ခုထိရောက်တဲ့အချိန်ကြီးတော့ခင်ဗျားတို့ဟာလာလုံခြုံရေးပြေဖို့လိုအပ်တယ်အေးမဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့လက်ရှိအချိန်ဒီမှာကြားနေရတဲ့အတိုင်ခင်ဗျားတို့အဲ့ဒီလူတိတ္တသမနှစ်တန်းဒီတက်ကွင်းတဲ့ကိုပို့ရင်တော့ခင်ဗျားတို့အားလုံးတရားခံဖြစ်မယ်ခင်ဗျားတို့တရားခံဖြစ်မယ်နော်အာကျွန်တော်ပြောတဲ့စကားကိုခင်ဗျားတို့တည်တည်ဆင်းဆင်းစဉ်းစားပါနော်ဒီကိစ္စကို နော်တင်းတင်းချာချာညှိနှိုင်းဆောင်ရွက်ပြီးတော့မှဟာလာရင်းကြအရေးကိစ္စကိုကြိုက်ွယ်ပါမဟုတ်ဘူးဆိုလို့ရှိရင်နော်ခင်ဗျာအဲ့ဒီတိုင်မဖြစ်ဘူးဆိုရင်နော်ဘာမှထူးမှာမဟုတ်ဘူးဟာလာကောပစားဒုက္ခတဲ့စခန်းကိုဘုသီးတော်မောင်းတော်ကိုရွှေ့ပြီးတော့ဒီလူတွေကိုထပ်ပြီးတော့မှငရေခန့်ကိုတော့ခင်ဗျားတို့မပို့ပါနဲ့နော်ခင်ဗျားတို့ပြောနေတဲ့ဥသားချင်းစာနာတဲ့ပါညာဒါဒီအကုန်လုံးခင်ဗျားတို့ပါဇက်ကမပြောနဲ့ဂုံတိတ်ခါရှိရဲ့လူတယောက်ဆိုလို့ရှင် ခင်ဗျားတို့ဒီလူကိုတန်ဖိုးထားတယ်ဆိုလို့ရှင်ကျွန်တော်အခုပြောတဲ့စကားကိုခင်ဗျားတို့တည်တည်ချာချာနားထောင်ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ပြောချင်တာကဘင်္ဂလားဒေ့ရှ်ကတော့အပီးခါလိုက်ပြီနော်အဲ့ဒီပြဿနာကိုဒီဘက်ကရခိုင်ပြည်ကိုဆွဲလာပြီးတော့ရခိုင်လူမျိုးတွေနဲ့ရိုဟင်ဂျာလူမျိုးတွေပြဿနာတက်အောင်နော်ခင်ဗျားတို့ဆက်ပြီးတော့မဖန်တီးပါနဲ့နော်ကုလသမဂ္ဂကဆောင်ရွက်နေတယ်ဆိုရင်လည်း ခင်ဗျားတို့ကုလသမဂ္ဂကိုအကြံပေးပါကျွန်တော်တို့ဒီလိုပုံစံမျိုးလေးတွေလုပ်ချင်တယ်ဆိုတော့မဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျားပွဲနှစ်ပွဲမှာနိုင်ငံကြီးမပါဘဲနဲ့တော့ဒီပွဲကအနိုင်ဆုံးဆုံးပြတ်လို့မရဘူးနော်အခြေအနေတစ်ခုနဲ့တစ်ခုကိုကာလို့မရအောင်နော်ကျွန်တော်ဒါစဉ်းစားနဲ့အကြံပေးတာဖြစ်တယ်အကြောင်းမလို့ခင်ဗျားတို့ဘသူ့ကိုမှခြေောက်ကင်စရာမလိုဘူးကျွန်တော်အခုပြောတဲ့အကြံဉာဏ်အတိုင်းခင်ဗျားတို့လုပ်မယ်ဆိုလို့ရှိရင်နော်ခင်ဗျားတို့ဒီကိစ္စဟာရင်းညာအခက်ကဏ္ဍဟာ ော်တော်လေးကိုတော့အဆင်ပြေပါဖြစ်တယ်ပေါ့နော်ကျေးဇူးတင်တယ်နော်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကိုလူညာခေါင်းဆောင်တွေအပါဝင်ကုလသမဂ္ဂအထိရောက်အောင်ဒီစကားကိုဖြန့်ဝေပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမြို့တို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှင်တော့ဒီဘင်ကလီတွေကပေါ့နော်ခဏနေဖို့ပြီးထားတာ哦သူတို့ကကိုပိုင်နေရဖြစ်ချင်တော့ကိုပိုင်နေရပါတောင်းနေပြီပေါ့နော်တော်တော်လေးကမှအတင်ရဲလာပြီပေါ့နော်အခုကြည့်နေတဲ့မြို့ကိုလည်းဘ ഹു ထရာတင်ငန်းစာရအောင်လို့ပြန်လည်းမျှဝေလိုက်တာဖြစ်ပါတယ် ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတစ်နေစကြက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးရေးပြီးလို့ရပါရဲ့ရှင်။မွေးဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လေးတဲ့နေ့ဟာတပ်ဗီဒီယိုလေးကိုတတရက်ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်လိုက်တိဆက်ပေးသားမှာမို့မွေး channel လေးကို like subscribe နဲ့တောက်ဖို့တောက်ဆပါရဲ့ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တဒါ။